အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ15ရက်နေ့ကြာတာပရိနေအတွက်မိုးလဝတခံမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်ကပလီပင်လယ်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းတို့မှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးမေလ18ရက်နေ့မှာတော့အဲ့ဒီလေဝေလိုင်းတစ်ခုစုပေါင်းသွားကဘင်္ဂလားပင်လယ်အလဲပိုင်းမှာတိသာထင်ရှားတဲ့လေပြင်းနဲ့ရေပုံဖြစ်လာနိုင်ပါတယ် ဲ့ဒီလေပြားနဲ့ရေဝဟာမေလ29ရက်နေ့နဲ့28ရက်နေ့တွေမှာအာကောင်လာနိုင်ပြီးကုန်းရင်းကိုဖြတ်ကျော်ဝင်ရောက်နိုင်ခြင်းတော့မရှိဘူးလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒီကိရိကနေနောက်2ရက်အထိပြည်내နဲ့တိုင်းအားလုံးတို့မှာနေရာစိတ်စိတ်ကနေနေရာအနှံပြမုန်ထစ်ချုံရွာနိုင်ပါတယ်။ မေလ16ရက်နေ့ကနေ20ရက်နေ့အတွင်းမှာတော့ကရဏီကရပြည်မွန်ပြည်ကရင်ပြည်ပဲခူးတိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာကျကျဲမိုးထစ်ချုံရွာနိုင်ပြီးနေရာကွက်၍မိုးကြီးနိုင်ကကျင်းပြည်နယ်နဲ့တိုင်းတွေမှာတော့နေရာစိစိကနေနေရာနှံပြမိုးထစ်ချုံရွာနိုင်ပါတယ်။ဒီကနေ့ညနေအထိချင်းပြည်ရခိုင်ပြည်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာစိစိနဲ့ကျင်းပြည်နယ်နဲ့တိုင်းတို့မှာနေရာနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှောင်းနှောင်းပြည့်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအေရဝတီတိုင်းတနင်္လာရီတိုင်းနဲ့မွန်ပြည်တို့မှာတော့နေရောက်ွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်သုံးလေအားအသင်အင့်ရှိနေပြီးချန်ဘင်္ဂလားပင်လယ်အော်မှာတည်ရင်နေငယ်ကနေတည်ရင်အသင်အင့်ဖြစ်ထွန်းနေပါတယ်။မြမကန်ရွတိုင်းတခြားနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းရင်မိုးသက်လေပြင်းများကြာရောက်နိုင်ပြီးလိုင်းအသင်အင့်ကနေလှိုင်းကြီးနိုင်ပါတယ်။လိုင်းမြင့်မှာခွနပေကနေကောဘေကန်ရှိနိုင်ပါတယ်။ ကချင်ပြည်၊ကရင်ပြည်၊မွန်ပြည်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊စကိုင်းတိုင်း၊အေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေ့ရှားရနေရတဲ့လျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လေဆီးလွတ်ခြင်းနဲ့မိုးသီးကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေတိုင်းကြဖို့စစ်ကောင်စီမိုးစလာကအကြံပြုထားပါတယ်။ ။နောက်နှစ်ရက်အတွင်းမြဝကျွန်မဒေသတွေမှာမိုးသည်ထန်စွာရွာသွန်းခြင်းမိုးတိမ်တောင်တွေဖြစ်ပေါ်ခြင်းလေပြင်းတိုက်ခတ်ခြင်းစတဲ့ထစ်ချုံးမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါတယ်ရှင်။ကျမနွယ်နွယ်ပါ